အလုံးမဲ့မင်္ဂလာပါဒီနေ့မှာတော့ဆရာမလေးကစာရေးဆရာထိန်းသိမ်းရေးသားထားတဲ့ငါတို့မှာငါတို့ရှိရဲဆိုတဲ့စာအုပ်လေးတွေကစောင်းပါလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်စောင်းပါလေးတွေမဖတ်ပြခင်မှာအရင်တိုင်းပဲငါတို့မှာငါတို့ရှိရဲဆိုတဲ့ကြပြလေးကိုဥစွာဖတ်ပြခွင့်ပြုပါရှင်နားဆင်ပေးကြပါအောင်နော်ငါတို့မှာငါတို့ရှိတယ်အရှင်နဲ့အနောက်နေနဲ့ည မတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူအတူတူမျှဝေခံစားတို့တွေအားလုံးຫນွေဦးကအမွေပေးခဲ့တဲ့တော်လန်ရေးခီးသွားတွေပါအနီးအနားမှာဇနီးသားနဲ့ဆွေမျိုးမိဘမရှိကြရင်လေမေတ္တာပြည့်နဲ့သွေးချင်းတွေကဘာပေါ်ကနေရအနှံ့ကျေပြန့်စွာရှိနေတဲ့အကြောင်းတည်ငောင်းပါပါစေစိုးရင်စိတ်ထိတ်လန့်စိတ်တွေ့ဝေစိတ်တိမ်ငယ်စိတ် အဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်ထိန်လင်း31ရက်12လ2021ဒီနေ့ဆံပါလေးဖတ်ပြမယ်ဆောင်းပါလေးရဲ့ခေါင်းစဉ်လေးရကြတော့အဆုံးထိရောက်အောင်သွားရမယ်တဲ့နားဆင်ပေးပါအောင်နော် အဆုံးထိရောက်အောင်သွားရမယ်။အာနာရှင်အုပ်စိုးမှုတွေကိုကြည့်ရှုတဲ့အခါလူနည်းစုတွေက လူများစုအပေါ် အနိုင်ကျင့်လွှမ်းမိုးမှုက အများဆုံးဖြစ်ပါတယ်။မြမပြည်ရဲ့အာနာရှင်ခေတ်အဆက်ဆက်မှာလဲအုပ်စိုးသူလူနည်းစုက လူများစုဖြစ်တဲ့ပြည်သူလူထုအပေါ်အနုနီယော အကျန်းနီးနဲ့ပါဘိုးကျစိုးမိုးခဲ့တာဖြစ်ပါတယ်။တောင်အာဖရိကနိုင်ငံမှာဆိုရင်လေဒီလိုပါပဲ တိုင်းပြည်လူဦးရေရဲ့ဆယ်ပုံတစ်ပုံတောင်မရှိတဲ့လူပြူတွေက တိုင်းပြည်ကိုအုပ်ချုပ်ပြီးလူမျိုးရေးခွဲခြားဆက်ဆံမှု အကြီးအကျယ်လုပ်ခဲ့ဖိနှိပ်ခဲ့ပါတယ်။ခေါင်းကောင်းနဲ့နှလုံးသားကောင်းဟာအမြဲတမ်းဖြုတ်လောက်အောင်ခွန်အားရှိလာတဲ့တွဲဖက်မှုဖြစ်တယ်လို့နယ်ဆန်မန်ဒဲလာက ဆိုဘူးပါတယ်။ သူ့ရဲ့စကားအတိုင်းတောင်အာဖရိကလွမြောက်ရေးလှုပ်ရှားမှုတွေကို နီလန်ပေါင်းစုံ အချိန်ကာလပေါင်းများစွာဇွဲရှိရှိဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။တော်လန်ရေးတွေကိုဆင်နွှဲတဲ့အခါငြိမ်းချမ်းစွာဆန္ဒထုတ်ပေါ်တဲ့နီအာနာဖီဆန်အန်တူတဲ့နီလက်နက်ကင်တော်လန်နီစသဖြင့်နီလန်ပေါင်းများစွာအသုံးပြုခဲ့ကြပြီးဘယ်နီးကသာမှန်ကန်တယ်လို့ယတိပြတ်မပြောနိုင်ပါဘူး။ သက်ဆိုင်ရာဒေါ်လန်ရေးများရဲ့အခင်းအကျင်း အုပ်စိုးသူတွေရဲ့တုံ့ပြန်ဆောင်ရွက်မှုနဲ့ဒေါ်လန်ရေးအင်အားစုများရဲ့ဆုံးဖြတ်ရွေးချယ်မှုတွေနဲ့သက်ဆိုင်ပါတယ်။အခြေအနေပေါ်မှာမူတည်ပြီးနှီးစနစ်ပြောင်းလဲရတာနဲ့ပတ်သက်လို့ကြားဘူးတဲ့အကြောင်းအရာတစ်ခု ဝေငှပြစီ။ မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်ကာလအတွင်းအကြိမ်ကြိမ်အပန်းခံရတဲ့နိုင်ငံရေးသမားတဦးဟာထောင်တွင်းမှာအခွင့်အရေးတောင်းဆိုပြီးဆိုရင် အမြဲတမ်းအစာငတ်ခံဆန္ဒပြလေရှိပါတယ်။အင်္ဂလိပ်ကိုလိုနီအစိုးရက သူ့ရဲ့တောင်းဆိုချက်တွေကိုလိုက်ရောပြီးအစားအသောက်ပြန်စားစေပါတယ်။တိုင်းတစ်ပါးကိုလိုနီအစိုးရကလူကိုလူလိုတံပိုးထားတာကြောင့်အရေးဆိုတိုင်းဂယုတစိုက်ဆွေးနွေးပြီးလိုက်ရောခဲ့တာဖြစ်ပါတယ်။ ဂျပန်အုပ်ချုပ်တဲ့ဖက်ဆစ်စနစ်အောက်မှာတော့စစောကနိုင်ငံရေးသမားဟာလုံးဝအစာငတ်ခံပြီးဆန္ဒမပြပါဘူးဖက်ဆစ်အစိုးရကအစာငတ်ခံပြီးသူအသေးခံသွားရင်တော့ဂရုစိုက်မှာမဟုတ်ဘူးဆိုတာသိထားလို့ပါဒါကြောင့်နီလန်တခုဟာတချို့သောအချိန်တွေအတွက်ကောင်းပေမဲ့တချို့အချိန်တွေမှာအဝင်ခွင့်ကျဖြစ်ဖို့မလွယ်ပါဘူး။ တခါတရံဖြစ်ပေါ်လာတဲ့အနေအထားအရတော်လန်မှုပုံစံအလှည့်အပြောင်းတွေလည်းရှိတတ်ပါတယ်။တောင်အာဖရိကလူမျိုးရေးခွဲခြားမှုစန့်ကျင်ရေးလှုပ်ရှားမှုဟာအကြမ်းမဖက်တဲ့လှုပ်ရှားမှုတွေနဲ့စတင်ခဲ့တာပါ1948ခုနှစ်မှာအာဏာရလာတဲ့အမျိုးသားပါတီ The National Party က Apartheid လို့ခေါ်တဲ့လူမျိုးရေးခွဲခြားမှုစနစ်ကိုစတင်ကျင့်သုံးပြီး လူပြူတွေပဲကြီးစိုးဖို့ဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီစနစ်အရာ လူပြူတွေပဲလုတ်ပိုင်ခွင့်ရှိတဲ့အလို့လူပြူတွေပဲတက်ခွင့်ရှိတဲ့အကြောင်းလူပြူတွေပဲနေထိုင်ခွင့်ရှိတဲ့အရက်တွေသတ်မှတ်ထားသလိုအထွေထွေရွေးကောက်ပွဲများကိုလည်းလူပြူတွေကသာမဲပေးခွင့်ရှိပါတယ်။နိုင်ငံရေး၊စစ်ရေး၊ပညာရေးနဲ့ချမ်းသာကြွယ်ဝမှုအားလုံးလူနည်းစု လူပြူတွေရဲ့လက်ထဲမှာပဲရှိပါတယ်။ နိုင်ငံရဲ့အချုပ်အခြာအာဏာကို လူပြူတွေကသာပိုင်ဆိုင်အောင် လုပ်ထားတဲ့စနစ်ပါဒီစနစ်ကမြန်မာပြည်မှာ2008အခြေခံဥပဒေနဲ့စစ်တပ်က အမြဲတမ်းအာဏာရယူနိုင်အောင် လုပ်ထားတာနဲ့တိတ်မကွာပါဘူး ဒီလိုခွဲခြားတဲ့စနစ်ကိုတော်လှန်ဖို့နယ်စင်မဲဒန်လာအပါဝင်တောင်အာဖရိကလူမဲကောင်းဆောင်တွေကတပိတ်မောက်တာငိမ့်ချန်းစွာချီတက်လမ်းလျှောက်တာ မတရားတဲ့အမိန့်တွေကို ဖီဆန်နာတွေလှုပ်ဆောင်ခဲ့ကြပါတယ်။ဒီလိုအန်တူးတဲ့လှုပ်ဆောင်မှုတွေကဂျိုဟန်နက်စ်ဘတ်ကေဖ်တောင်းတို့ကတဆင့်မြို့ငယ်လေးတွေအထိ ပြန့်နှံ့သွားပါတော့တယ်။ 1955ခုနှစ်မှာ မန်ဒဲလာနဲ့အာဖရိကအမျိုးသားကွန်ဂရက် ANC အဖွဲ့ဝင်အများအပြားအစိုးရကိုစန့်ကျင်မှုနဲ့အဖမ်းခံခဲ့ရပါတယ်။သူတို့ကိုတရားစွဲခဲ့ပေမဲ့ပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့သူတို့ကိုအစိုးရကတတိထားစောင့်ကြည့်ခဲ့ပါတယ်။အစိုးရအနေနဲ့အာနာကိုဘယ်သူကမှချိန်ချောက်ထိပါတာလက်မခံပါဘူး။ အာဖရိကအမျိုးသားကွန်ရက် ANC အဖွဲ့ဟာလူမဲအမျိုးသားပြည်သူများအနေနဲ့နိုင်ငံရေးအပြောင်းလဲဖန်တီးဖို့အားပေးတိုက်တွန်းတဲ့အဖွဲ့ဖြစ်ပြီးလူမဲများမဲပေးခွင့်ပုံမရရှိရေးကြောင်းကောင်းအလုပ်ကောင်းများတက်ရောက်လုပ်ကင်ခွင့်ရရှိရေးတွေကိုကြိုးပမ်းခဲ့ပါတယ်။နယ်ဆန်မန်ဒဲလာက အဲ့ဒီအဖွဲ့ရဲ့အရေးကြီးအစိတ်ပိုင်းတစ်ခုဖြစ်တဲ့လူငယ်အဖွဲ့ချုပ် ANCYL ကိုအာယုံစိုက်ပြီးအကူအညီပေးပါတယ်။ ANCYL ကတောင်းသားတွေနိုင်ငံရေးမှာပါဝင်လာဖို့ကြိုးပမ်းပါတယ်။လူမျိုးမဟုတ်သူများကို ခွဲခြားဆက်ဆံတဲ့စနစ်ကို ANC နဲ့ ANCYL တို့ကစန့်ကျင်ခဲ့ကြပါတယ်။ငြင်းချမ်းတဲ့နည်းတွေနဲ့ အန်တုနေတဲ့ပြည်သူတွေကို လူပြူအစိုးရကအကြမ်းဖက်တပ်ဖြတ်လိုက်ချိန်မှာတော့လက်နက်ကင်လန်းစင်နဲ့ခုခံတော်လှန်ဖို့လဲဆုံးဖြတ်ချက်ချလိုက်ကြပါတော့တယ်။ဒါဟာအခြေအနေကတွန်းပို့လိုက်တဲ့တော်လှန်ရေးနီးနာတစ်ခုဖြစ်ပါတယ်။တော်လှန်ရေးဆိုတာအချိန်ကာလနဲ့အလှည့်အပြောင်း အချိုးအကွေတွေကို မျိုးစုံဖြတ်တန်းရမှာဖြစ်ပေမဲ့အောင်မြင်ဖို့ဆိုရင်အဆုံးထိရောက်အောင်သွားရမှာဖြစ်ပါတယ်။ ဒါတွေဟာကြုံရမြဲဖြစ်တာကြောင့်အားငယ်ဖို့မလိုပါဘူးငါတို့မှာငါတို့ရှိပါတယ်28ရက်4လ2022နောက်ထပ်ဖပြမယ်ဆောင်းပါးလေးရဲ့ခေါင်းစဉ်လေးကအာနာရှင်ကတွန်ပို့တဲ့တော်လှန်ရေးသမားဖြစ်ပါတယ်အာနာရှင်ကတွန်ပို့တဲ့တော်လှန်ရေးတောင်အာဖရိကလွတ်မြောက်ရေးလှုပ်ရှားမှုတွင် လက်နက်ကင်လန်းစင်ကိုထဲသွင်းရွေးချယ်ဖို့တွန်းပို့လိုက်တဲ့အဖြစ်ပြက်က1960ပြည့်နှစ်မတ်လ22ရက်နေ့မှာဖြစ်ခဲ့တာပါအဲ့ဒီနေ့ Savivilla မြို့မှာလူ9000လောက်မတရားတဲ့မှတ်ပုံတင်ဥပဒေကိုစန့်ကျင်ဖို့ရဲစခန်းရှိငိမ့်ချန်းစွာစုရုံးရောက်ရှိလာခြင်းဖြစ်ပါတယ်လူအုပ်ထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေအများအပြားရှိနေပါတယ် အဲ့ဒီအချိန်ရဲတပ်ဖွဲ့ကတတိပေးချင်းသုံးတရားမရှိပဲလူအုပ်ကိုတနတ်နဲ့ပြစ်ခတ်လိုက်ပါတယ်။တနတ်နဲ့ပြစ်ပြီးဆိုတော့လူအုပ်ကြီးကကြောက်နံတကြားနဲ့နောက်ကျောင်းလှည့်ပြေးကြပေမဲ့ရဲတွေက မရက်ပဲဆက်လက်ပြစ်ခတ်ခဲ့ကြပါတယ်။ဒီပြစ်ခတ်မှုကြောင့်အမျိုးသားအမျိုးသမီး69ယောက်သေဆုံးခဲ့ပြီး180လောက်ဒဏ်ရာရခဲ့ပါတယ်။ တောင်အာဖရိကမှာသမိုင်းသွင်သွားတဲ့လူတက်မှုကြီးတစ်ခုဖြစ်တယ်လို့တကဘာလုံးတုံ့လောက်သွားတဲ့အဖြစ်အပျက်လည်းဖြစ်ပါတယ်1922ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့အာဖရိကအမျိုးသားကွန်ဂရက် ANC အနေနဲ့နှစ်ပေါင်း90နီးပါးအကြမ်းမဖက်လှုပ်ရှားမှုတွေနဲ့လူမျိုးရေးခွဲခြားမှုပပျောက်ရေးလွတ်မြောက်ရေးအတွက်ကြိုးပမ်းခဲ့တာပါလှုပ်ရှားမှုတွေမှာ တလျှောက်လုံးပါခဲ့တဲ့လူပြူအချို့နဲ့လူမဲကောင်းဆောင်များဟာဒီဖြစ်ရက်ကြောင့်အလွန်အမင်းစိတ်ထိခိုက်ကုန်ပါတယ်ရှယ်ဗင်းမျိုးလူတပ်ပွဲဟာအံအောတုံလို့เสียဖြစ်ရတဲ့နေတူ မခံရက်နိုင်เสียဒေါသထွက်เสียလည်းဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံအနှံ့အပြားမှာအဓိကယုံတွေဇက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ဒါကို အစိုးရကအကြမ်းဖက်နှိမ်နင်းခဲ့သလို ANC ကိုလည်းတရားမဝင်အဖွဲ့အစည်းဖြစ် ညင်ညာခဲ့ပါတယ်။ပြည်သူလူထုကိုထိတ်လန့်ကြောက်ရွံ့အောင်အစိုးရကလှုပ်ဆောင်ပါတယ်။လူပြူအစိုးရကဖိနှိပ်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးဖမ်းဆီးထောင်ချမှုတွေလည်းအကြီးအကျယ်လှုပ်ဆောင်ပါတယ်။အဖမ်းဆီးခံရသူတွေဟာတရားရုံးတင်စစ်ဆေးတာတွေမရှိဘဲထောင်တွင်းအချင်းချတာကိုခံရသလိုနှင်းပန်းနှိပ်စက်မှုတွေလည်းခံကြရပါတယ်။ ရဲကငွေပေးပြီးစီယုံထားတဲ့လူမဲကွန်ရက်တွေကိုအတုံးချပြီးတခြားလူမဲတွေအကြောင်းစုံစမ်းထောက်လန်းခိုင်းပါတယ်။အထူးသဖြင့်ဘသူတွေကအစိုးရကိုစန့်ကျင်ဖို့ဘာတွေလှုပ်ရှားဆောင်ရွက်နေကြတယ်ဆိုတာသိဖို့ဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့် နယ်ဆန်မန်ဒဲလာနဲ့တခြားသောခေါင်းဆောင်တွေဟာအကြမ်းမဖက်ငြိမ်းချမ်းတဲ့နီလန်တစ်ခုထဲနဲ့လူမျိုးရေးခွဲခြားတဲ့စနစ်ကိုတော်လှန်နိုင်မှာမဟုတ်ဘူးလို့ကောက်ချက်ချလိုက်ကြပါတယ်အစိုးရအနေနဲ့သူ့တိုင်းပြည်ကပြည်သူလူထုအပေါ်တိုက်ခိုက်လာပြီးဆိုရင်လူထုအနေနဲ့လည်းပြန်လည်ခုခံတိုက်ခိုက်ဖို့လိုအပ်တယ်လို့သူတို့ကယူဆပါတယ်။ဒါကြောင့် လက်နက်ကင်လန်းစဉ်ကိုပါရွေးချယ်ဖို့စတင်ဆုံးဖြတ်လိုက်ကြပါတော့တယ်။နယ်စင်မန်ဒဲလာကအဖမ်းမခံရအောင်ရှောင်တန်းရင်းတော်လန်ရေးအတွက်ပြင်ဆင်ပါတယ်။1967မှာ MK လို့အတူကောက်ခေါ်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။ဒီအဖွဲ့ကဆန္ဒပြပွဲတွေပေါ်ဆောင်ဖို့နဲ့အစိုးရယုံတွေကိုတိုက်ခိုက်ဖို့ဖွဲ့စည်းထားတာပါ ဒီဘွဲကလူတွေကိုတိုက်ခိုက်တာမဟုတ်ပဲအစိုးရရန်ရလဲပတ်နေတဲ့အဆောက်အုံတွေကိုတိုက်ခိုက်ဖျက်ဆီးပါတယ်။သူထက်ပိုပြီးကျန်းတဲ့အဖွဲကပိုကိုအဖွဲဖြစ်ပြီး PAC ရဲ့စစ်ဘက်အဖွဲစီဖြစ်ပါတယ်။တောင်အာဖရိကလွတ်မြောက်ရေးလှုပ်ရှားမှုအတွင်းက ဒီဖြစ်ရမှာမြမနွေဦးတော်လန်ရေးနဲ့ဆင်တူတဲ့အချက်ကအကျမ်းမဖက်ငင်းချမ်းစွာဆန္ဒပြအေးဆိုရာကလက်နက်ကင်ခုခံတော်လန်ဖို့လူဒုကရွေးချယ်လိုက်ခြင်းပါဒီဆုံးဖြတ်ချက်ဒီလမ်းကြောင်းကိုတခြားသောနီလန်းပေါင်းစုံနဲ့တွဲဘက်တော်လန်ဖို့ရွေးချယ်ဖြစ်အောင်တွန်းပို့တာကပြည်သူလူထုမဟုတ်ပါဘူးပြည်သူလူထုအပေါ်လက်နက်အားကိုအနိုင်ကျင့်တဲ့အာဏာရှင်တွေကြောင့်သာဖြစ်ပါတယ်ပြည်တင်းရင် မင်းအစိုးရတောင်ကြာကြာမခံနိုင်တာဆိုတော့တိုင်းပြည်ကိုခုထိအုပ်ချုပ်ခွင့်မရတဲ့မြမစစ်အာဏာယူလို့ကြာကြာတောက်မခံနိုင်ပါဘူးသူတို့ဘက်ကအင်အားပုံမချိနဲ့လာလို့သာပုံမကြမ်းတမ်းတဲ့နီးလန်းတွေကိုအသုံးပြုပြီးပြည်သူတွေကြောက်စိတ်လွှမ်းမှုအောင်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်တစ်ဖက်မှာလည်းငင်းကြံရေးစကားပြောလိုက် တွေ့ဆုံဆွေးနွေးရေးအကြောင်းပြောလို့ရလို့ရညာသွေးတိုးဆန်းနေပါတယ် စစ်အာဏာရှင်တွေရဲ့အနေထားဟာယောဂါဆုံးနေတဲ့လူတယောက်ဝေဒနာကိုလက်မခံသလိုစွန့်ညင်းနေတဲ့ပုံ ဖြစ်နေပါတယ်။သူတို့အနေနဲ့အာဏာတွဲဆိုရင်ဘာပဲလုပ်ရလုပ်ရပြည်သူကို အထင်သေးတဲ့စိတ်မလေးစားမညာတာတဲ့စိတ်တွေပဲလွှမ်းမိုးနေပါတယ်။မြမလူတို့ကအရင်လိုလှုပ်ချင်တိုင်းလှုပ်ခွင့်မပေးတော့ဘူးဆိုတာကိုမယုံကြည်တဲ့ပုံပါပဲ။တကယ်တော့ ြည်သူလူထုကသူတို့ကြောင့်ပဲလွတ်လပ်ငြိမ်းချမ်းတဲ့ Federal Democracy တိုင်းပြည်ဆိုတဲ့ပန်းနိုင်ကို ရောက်အောင်သွားဖို့ဒီတော်လန်ရေးမှာဆုံးဖြတ်ခဲ့တာပါဒီဆုံးဖြတ်ချက်ကိုအကောင့်ထဲဖော်နွေသူတွေကလည်းတိမ့်နဲ့တန်းနဲ့ခြေတဲ့သူတွေပါတော်လန်ရေးဆိုတာအထီးခိုက်တွေ အရင်းနှီးတွေရှိပေမဲ့လွတ်လပ်ရေးတိုက်ပွဲပြီး အရှိကြဆုံးဒီကနေ့တိုက်ပွဲရဲ့အဖြေဟာပြည်သူတွေကိုယ်တိုင်ရဲ့ဇွဲ လုံးလတတိအတိဉဏ်တွေနဲ့ပေါက်ဆက်ပြီးပေါ်ထွက်မှာဖြစ်တာကြောင့်မလွဲမသွေနိုင်မှာဖြစ်ပါတယ်။လက်တွေတွဲလေမြဲခိုင်လေပိုပြီးခီးတွင်လေဖြစ်ပါတယ်။အားငယ်ဖို့မလိုပါဘူး။ငါတို့မှာငါတို့ရှိပါတယ်။9ရက်9လ2022ဒီနေ့မှာတော့ဆရာမလေးကစောင်းပါလေးနှစ်ပုဒ်ကိုဖတ်ပြသွားတာဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာလည်းငါတို့မှာငါတို့ရှိတဲ့စာအုပ်တွေကစောင်းမလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့နားဆင်ပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်